ပြိပခဖြစ်ပွားရာဒေသတိုင်းမှာအကြမ်းဖက်မှုတွေကိုပုံစံမျိုးစုံနဲ့တွေ့ရတတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊လူကုန်ကူးခံရမှု၊အလိုမတူပဲအကြက်ကင်ဇနီးမယပြုမှု၊အဆရှိတဲ့အကြမ်းဖက်မှုမျိုးစုံကိုပြိပခစုံတွေမှာတွေ့ရလေရှိပါတယ်။ဂျန်နာအခြေပြုအကြမ်းဖက်ခံရတဲ့ပြိပခသားကောင်တွေရှင်တန်လွတ်မြောက်လာတဲ့အခါမှာလဲစိတ်တန်ရာအနာတရားတွေများစွာကြန့်ရှိနေတတ်ပါတယ်။ရှင်တန်သူတွေရဲ့စိတ်တန်ရာတွေကဘာတွေလဲ။ တို့ရဲ့စိတ်ဓာတ်ရာတွေကိုဘယ်လိုကုစားပေးနိုင်မလဲဆိုတာကိုဒီစီစဉ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂျန်နာအခြေပြုဂျန်ဖတ်မှုဆိုတာကတော့ဂျန်နာကွဲပြားမှုကိုအခြေခံပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလိမ်ပိုင်းဆိုင်ရာအနှောက်ယှက်ပေးခြင်းချိန်ချောက်ခြင်းထိခိုက်နာကျင်စေခြင်းအပြင်းထန်နာကျင်အောင်ပြုလုပ်ခြင်းစတာတွေပါဝင်ပါတယ်။ ပြပခနဲ့နီးနွယ်သောလိမ္မိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV conflict related ဆက်ရှုတဲ့ violence ကတော့အမျိုးသားအမျိုးသမီးလိင်စိတ်ခံယူမှုကွဲပြားသူကလေးတငယ်မြည်သူမဆိုကြုံတွေ့ရနိုင်ပါတယ်။နိုင်ငံအနှံ့ပြပခဖြစ်ပွားနေတဲ့ကာလမျိုးမှာအုတ်ချုပ်ရေးစနစ်တွေပြက်ရွံ့ပြီးတော့တရားဥပဒေစိုးမိုးမှုမရှိတော့တာကြောင့်နိုင်ငံသားတွေရဲ့အခြေခံလူ့အခွင့်အရေးတွေဆုံးရှုံးရတတ်ပါတယ်။ ဲ့လိုအခြေအနေတွေမှာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်နှိပ်စက်မှုတွေလူကုန်ကူးမှုတွေလောက်အားခေါင်းပုံဖြတ်မှုတွေကိုအ धिक ခံစားရတာက အမျိုးသမီးနဲ့ကလေးငယ်တွေပဲဖြစ်ပါတယ်။ခေအဆက်ဆက်လက်နက်ကင်ပြပခဖြစ်ပွားရာဒေသတွေမှာဂျန်နာအခြေပြုအကြမ်းဖက်မှုတွေရှိခဲ့ပေမဲ့ လက်ရှိတော်လှန်ရေးကာလမှာတော့ပိုမိုဆိုးရွားတဲ့အခြေအနေကိုရောက်နေပြီဆိုတဲ့အကြောင်းမြမအမျိုးသမီးတွေရဲ့အတန်ကိုနိုင်ငံတကာသိအောင်လှုပ်ရှားဆောင်ရွက်နေတဲ့ရှေ့ပြေးအတန်ဖွဲ့ Progressive White မြန်မာတီထောင်သူဒေါခင်အုံမာကအခုလိုပဲပြောပြထားပါဗျ။ကျမတို့ဒီလက်နက်ကင်ပြည်ပခါတွေထဲမှာနော်ဟိုးအရင်တည်းကပြောမယ်ဆိုလို့ရှိရင်ဟလာအာဗမာစစ်တပ်နဲ့ဒီတိုင်းဒါလက်နက်ကင်ဒေါ်လာရင်းအင်အားစုတွေနဲ့ကြားထဲမှာအာပြည်ပခါတွေအာတိုက်ပွဲတွေဖြစ်ကြတယ်နော်တိုက်ပွဲဖြစ်တဲ့နေရာမှာရှိတဲ့ပြည်သူတွေမှာ လုံခြုံမှုမရှိဘဲနဲ့ကြုံရတဲ့အခြေအနေတွေလူအခွင့်အရေးချိုးဖောက်ခံရမှုတွေဒီမြန်မာစစ်တပ်ရဲ့เนาะဗမာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကဟိုးအရင်ထဲကရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှအာတိုင်းသားဒေသတွေမှာဆိုရင်ဒီတိုင်းသူအမျိုးသမီးတွေပေါ့နော်လူမျိုးစုအသီးသီးကအမျိုးသမီးတွေဟာဗမာစစ်တပ်ရဲ့ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားပြီးတော့မှဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုစော်ကားမှုတွေကိုဟိုးအရင်ထဲကတောက်လျှောက်လုပ်လာတယ်เนาะဒီဒီကာလကအာ တခုကျွန်တော်တို့အရင်ခေတ်နဲ့မတူတာပါလဲဆိုတော့အာအထူးသဖြင့်မြန်မာပြည်အလဲပိုင်းပေါ့နော်မြန်မာပြည်အလဲပိုင်းဆိုတာဗမာလူမျိုးအများစုနေတဲ့နေရာဖြစ်တဲ့အညာဒေသတွေမှာပေါ့အဲ့လိုမျိုးနေရာတွေမှာပါဘာတွေ့လာရလဲဆိုတော့စစ်တပ်ကနေပြီးတော့မှ နော်ကရင်ကရင်နီကချင်ရှမ်းဒေသတွေမှာမရင်းချင်းခဲ့တဲ့ပုံစံမျိုးထက်ပိုပြီးတော့မှထတ်ဆိုးွားတဲ့ဟာကိုတွေ့လာရတာက ပြူစောထီးလိုမျိုးနော်လက်နက်ကိုင်ပြီးတော့မှဓမြတိုက်နေတဲ့နော်စေအောင်စုလက်အောက်ခံလက်ဝေခံ အာလူစိုးတခိုးဓမြခိုင်းရပါအမျိုးသမီးတွေအပေါ်မှာနေမိုင်းဆိုင်ရာမတိန်ချင်းတဲ့ကိစ္စတွေနေမိုင်းဆိုင်ရာကျူးလွန်ဆောင်ရတဲ့ကိစ္စတွေကိုလုပ်နေတာတွေကိုဘိုးတွေ့လာတော့ရှင်းရှင်းပြောရရင်အရင်ကာလထက်ပိုပြီးတော့မှတို့ရဲ့အကြမ်းဖက်မှုအာနေမိုင်းဆိုင်ရာကျူးလွန်မှုတွေအကြမ်းဖက်ကျူးလွန်မှုတွေကအရင်ခက်ကထက်နေရာဒေသအနှံ့အပြားမှာပိုပြီးတော့များများဖြစ်နေတာကိုတွေ့ရတဲ့အပြင်ကျူးလွန်သူတွေကလည်းဗမာစစ်တပ်တခုတည်းမဟုတ်တော့ဘဲနဲ့တို့ရဲ့အဆွေအပွားလက်ဝေကံ အကျန်းဖက်အုပ်စုတွေရပါလုံနေတာကိုတွေ့ရတယ်ပေါ့နော်ပြိပခနဲ့နှိမ့်နွယ်သောလိမ်မိုင်းဆိုင်ရာအကျန်းဖက်မှု CRSP conflict related ဆက်ရှိတဲ့ violence ကတော့လက်နက်ကင်ပြိပခဖြစ်နေချိန်အတွင်းဖြစ်ပွားတဲ့ပြင်းထန်ဆိုးရွားတဲ့လိမ်မိုင်းဆိုင်ရာအကျန်းဖက်မှုတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့စစ်ရာဆွေးမှုမြောက်ပါတယ်မရိမ့်မှု လိန်ကျုံပြုမှု ပြည့်တစားလုံးမှုအာရမကိုဝင်ဆောင်စီမှု အာရမကိုဝင်ဖြတ်ချစီမှု လိန်အင်္ကာဖြတ်မှု လိန်မိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု စတဲ့အကြောင်းအရာတွေပါဝင်တဲ့အပြင်ပြိပခကာလအတွင်းလိန်မိုင်းဆိုင်ရာအမျက်ထုတ်မှုစော်ကားနှောက်ယှက်မှုကာမလိန်လည်မှုစတဲ့အကြောင်းအရာတွေလည်းအကျုံးဝင်ပါတယ်။ကိုလာကြော်ကြာရေးမယူနိုင်သေးတဲ့ PDF ရဲမေပေါ်လိန်ကျန်းဖတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့စောင်းမားတစ်ပုဒ်ကို2015ဂျွန်လကမြေလက်အတန်ချာနယ်မှာဖော်ပြခဲ့တာကိုဖတ်ရှုကြရမှာပါ။ပြိပခကာလထဲမှာလိန်ကျန်းဖတ်ခံရတဲ့ PDF ရဲမေက သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြထားပါတယ်။အဲ့လိုမျိုးချစ်ပြီးတွန်းလွန်ပြီးသွားတဲ့အချိန်မှာညီမဘဒုမလည်းမပြောချင်ဘူးပေါ့နော်အဲ့ဒီဘက်နေဘက်ဆိုညီမအဆက်အသွယ်ရလဲတိတ်မရှိဘူးအဲ့ဒီဘောညီမအဲ့ဒီဘက်ကနေထွက်လာလိုက်တယ်တယောက်ပဲဘဒုမလည်းမပြောဘူးနော်သူတို့ဘက်ကတော့ညီမကိုဘယ်လိုမျိုးဆွဲချက်တင်လဲဆိုတော့ဟိုညီမအိမ်အောင်ပြုတ်သွားတယ်ယောက်ျားနောက်လိုက်သွားတယ်လို့ပဲသူတို့ဘက်ကတတင်းလုံးခဲ့တယ်ပေါ့နော် ပြီးတော့ညီမကို သူ့ဘက်ကနေပြီးတော့အဲ့လိုမျိုးတည်င်းနေမဟုတ်မဟာတည်င်းနေသွန့်ပြီးတော့ဟိုသူ့ရဲ့အရင်တုန်းကလက်ထောက်အဟောင်းကိုသူခိုင်းနေအဲ့ဒီမင်းတို့နေဘက်ကပေါ့ကမာလေးတယောက်ပဲအဲအဲ့လိုမျိုးထွက်ပြေးသွားတယ်သူ့ live ဖမ်းပြီးတော့အဲ့လိုမျိုးအစားဖြောက်ပေးပါလို့သူတောင်းဆိုခဲ့တယ်ဖြစ်ချင်တော့အဲ့ဒီလက်ထောက်ကလည်းသူခိုင်းတဲ့အတိုင်းမလုပ်ဖဲနဲ့ညီမကိုခေါ်ပြီးတော့ ခေါ်ထားပြီးတော့မှစောင့်ရှောက်ပေးသူကလည်းကောင်းလို့ပါအဲ့လိုမျိုးစောင့်ရှောက်ထားပေးပြီးတော့မှအဲသူအိမ်မှာရောက်ရောက်ချင်းမဲ့ညီမအဲ့ဒီနောက်ရက်မှာပဲဟိုဒီပတ်ခပါးတွေအကုန်လုံးပေါ့နော်လူကြီးတို့တိုင်ကြားခဲ့တယ်အဲ့ဒီချိန်မှာလူကြီးတို့တိုင်ကြားတော့လေလူကြီးရလာရောက်ဆွေးနွေးပေးတယ်ပထမဆုံးတော့ဟိုစာချုပ်စာတမ်းနဲ့ပေါ့နော် ပထမဆုံးတော့တို့ဟိုနားလည်မှုတော်လိုင်းရေးပြီးမှကျမတို့ဒီအမှုကိုဖွင့်ကြမယ်ဒီဟာတွေကိုဆက်လုပ်မယ်ဆိုပြီးနားလည်မှုနဲ့စာချုပ်ချုပ်မယ်ဆိုပြီးတော့အဲ့နေရာတောင်းအဲ့ဒီဘာသာပခပတွေကအကုန်လုံးကကျမကိုပြောသွားတယ်ပြောသွားပြီးတော့မှတကယ်တမ်းကကျမစောင့်ပေးတယ်၃လတိတိစောင့်ပေးတယ်အဲ့ဒီအချိန်မှာဘာစာချုပ်မှကျမလက်ထဲမှာရောက်မလာဘူးဘာမှဂရုကဝတ်ပြုထားရလည်းမရှိတဲ့အချိန်မှာကျမအနေနဲ့လည်းတင်းမခံနိုင်တာနဲ့ဒီပေါ့နော် ကျွန်မဘယ်လိုဆက်လုပ်ရမလဲဆိုပြီးလူအခွင့်အရေးဆိုင်ရာတွေအကုန်လုံးနဲ့ကျွန်မတိုင်ခဲ့တယ်။ဒါပေမဲ့အခုချိန်ဒီလေဒီအမှုကဘသူမှထိထိရရကန့်တွဲထားခြင်းမရှိဘူး။အဲ့ဒီကြားထဲမှာလည်းဟိုမေးထားတဲ့လူတွေလည်းရှိတယ်၊လာရောက်ပြီးစစ်တာတွေလည်းရှိတယ်၊လောက်တာလည်းရှိတယ်။တေချာတဲ့ဒီအမှုတစ်ခုတော့မှသူတို့မဖြေရှင်းနိုင်ဘူးပေါ့။2024ရဆိုဟုတ်တယ်တနည်းတော့ပြည့်သွားပြီရှင့်။ အဲ့ဒါတော့မှအခုချိန်ထိဘာမှဖြစ်ဖြစ်ရရပိုင်ထွက်သားခြင်းမရှိဘူးဒါပေမဲ့ဟိုလူကြီးနဲ့ပြောထားတာကျမတို့ထပ်ပြီးမနှောက်ရှက်ပါဘူးလို့အဲ့လိုမျိုးထပ်ပြီးတော့အတတ်အတည်းမပြုတ်ပါဘူးလို့တော့အဲ့လိုမျိုးတော့ဂရိပြုတ်ထားတော့ရှိဒါပေမဲ့သူ့ဘက်ကလုံးဝအဖတ်မခံနိုင်ဘူးဆိုတာမျိုးတော့သူ့ဘက်ကအဲ့လိုမျိုးပြောထားရရှင်အခုချိန်ထိလေဒီ MOE NUC တွေကအကုန်လုံးကဒီဒီအမှုတော့မကင်တွယ်နိုင်ဘူးပေါ့ လိမ်မိုင်းဆိုင်ရာကြမ်းဖက်မှုတွေကြောင့်ထိခိုက်ခံရသူတယောက်အနေနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်မှုကမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်တာမန်လူနာနဲ့မတူတဲ့ဒီလိုမျိုးလူနာတွေကိုဘလို့ချင်းကပ်ပြီးစေကူတမှုတွေပေးရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကင်နီပီနယ်လူကာစေယုံကဒေါက်တာလင်းကအခုလိုပဲပြောပြထားပါဗျ။ တခြားသောတာမန်လူနာရီနဲ့မတူဘူးအဒီ fittings အများစုကအကျွန်တော်တို့ဒီ physically your mentally your သူတို့မှာထိကြိုက်ပြီးတော့ကျွန်တော်တို့စီကိုရောက်လာကြတယ်ပေါ့နော်အရင်ဆုံးသူတို့ခံစားရတဲ့ဒီ physically ခံစားရတဲ့မှာ trauma တွေလည်းရှိရင်ရှိမယ်အဲတချို့ကြတော့လေဒီကျွန်တော်ပြ bound line တွေခံရပြီးတော့ကျွန်တော်တို့မှာဒီကလေးမွေးဖို့ရောက်လာတာမျိုးတွေလည်းရှိတယ်အဲ rape ခံရပြီးကလေးမွေးဖို့ရောက်လာတာမျိုးတွေရှိရအဲ့ဒါတွေကိုကျွန်တော်တို့အရင်ဆုံးဆောင်ရှားမှုပေးရတယ် trauma ကြီးဖြစ်ပြီးရောက်လာတာဆိုတာထက်ကိုမှသူတို့ကအဲကျွန်တော်တို့ဒီအကုံဝင်ရှိသွားတဲ့ကလေးမွေးကနေမှရောက်လာကြတယ်ဆိုတော့ဟိုမဖြစ်မနေမို့လို့ရောက်လာတာကလေးမွေးရတော့မှမဟုတ်လို့ရောက်လာတာမျိုးတခြားသောယောဂတခုခုနဲ့နေမကောင်းလို့ရောက်လာတာမျိုးအဲရောက်လာတာကိုကျွန်တော်တို့ကရိတ်မိလို့မှအဲ့လိုမျိုးမေးလိုက်ခံမှသူတို့က air fittings တွေဖြစ်နေမှကျွန်တော်တို့ကသိရတာမျိုးပေါ့နော်အဲ့လိုမျိုးဒီသူတို့ကသူတို့ကိုယ်တိုင် fitting ဖြစ်ပြီးတော့ဒီ physically trauma တွေရောက်လို့လာပြတာမျိုးမဟုတ်ဘူးဆိုတော့အချိန်ကြီးကတိတ်မတူဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ history လိုက်ရင်းနဲ့မေးလိုက်ခံမှသူကဒီလို တင်ဖြစ်နေရဲဆိုတာကျွန်တော်တို့သိလိုက်ရတယ်ဆိုရဲအခါမျိုးမှာကြာတော့ကျွန်တော်တို့ကဟိုလေသူတို့ကိုယ်တိုင်လက်ခံပြီးရောက်လာတဲ့လူနာတွေမဟုတ်တော့ပုံပုံလင်းလင်းဒီကိစ္စကြီးကိုဟိုနင်တို့ဟိုလိုဒီရုံထွက်ဖို့တွေ rehabilitation လုပ်ဖို့တွေကိုကျွန်တော်တို့ကသွားပြီးတော့ပါဆွေးလုံးလို့မရဘူးဆွဲဆောင်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီအ ပညာသားပပနဲ့ပဲချင်းကပ်ရတယ်သူတို့လက်ရှိသူတို့လိုချင်တဲ့ service ကိုကျွန်တော်ကျမ်းမာရေးဆောက်ရှောက်မှုကိုပေးတယ်တစ်ဖက်ကနေလည်းအော်ဒီလိုလိုဖြစ်ဖြစ်ရစကားပြောရင် history လေးတွေမေးရပေါ့အော်ဒီလိုဒီလိုတွေခံနေရတယ်ဘယ်လိုဘယ်လိုခံနေရအဓိကသူတို့ဘာဖြစ်ချင်လဲဆိုတာကိုကျွန်တော်တို့မေးရတာပေါ့နော်ကျွန်တော်တို့လုတ်ပေးချင်တာကိုသွားလုတ်လို့မရဘူးပုံမှန်တရားခံကိုဖမ်းလိုက်ဆိုတာမျိုးတရားစွဲလိုက်ဆိုတာမျိုးကျွန်တော်တို့သွားပြီးတော့ဖိအားပေးလို့မရဘူးဆိုတော့သူတို့ကိုအဓိကကအဲသူတို့ဒီကိစ္စကြီးနောက်ပိုင်းမှာသူတို့ recover လုပ်နိုင်အောင်သူတို့ကိုသူတို့ဒီ reflection အထိုင်လေးရောက်ပြန်လုပ်နိုင်အောင်မယ်ကျွန်တော်တို့မှာ mentally support ပေးရ တယ်ပေါ့အပွင့်လင်းဆုံးပြောရရင်ကျတော့ကျွန်တော်တို့ဒီဘက်ကကြတော့လေအရန်ကိုအာ culture အရာကော tradition အရာကောအရန်ကို sensitive ဖြစ်ကြတယ်ဟို restrict တိုက်လျောက်ဖြစ်ကြတယ်ဆိုတဲ့အခါမျိုးမှာအဲ့လိုမျိုးနဲ့ရောက်လာတဲ့ fittings အများစုကကြတော့လေအာသူတို့ကိုသူတို့ကိုနံပါတ်1လက်ခံနိုင်မှုခတ်တယ် အဲအကယ်၍သူတို့ကိုသူတို့အဲ့ဒါကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်ဒီပဝင်းကျင်ကလာမယ့် impact တွေပဝင်းကျင်ငါတို့တမျိုးမြင်မလားတမျိုးထင်မလားဆိုတဲ့အတွေ့အကြုံရှိရဲဆိုတဲ့အခါမှာနံပါတ်1သူတို့ကိုယ်တိုင်ကအဲလက်ခံမှုခက်နေတဲ့အနေအထားမှာရှိရဲနောက်ခွာကျတော့သူတို့ကိုသူတို့လက်ခံမီဆိုလို့ရှိရင်တော့မပေးလာမယ့်အကူအညီတွေကိုဟိုလက်ခံယူဖို့အရာကိုသူတို့စီမှာ relevant ဖြစ်နေတဲ့အနေအထားရှိရဲဒါနောက်ဆက်တွဲအဲကျွန်တော် impact တွေပေါ့နော်အဲဒီလိုပဝင်းကျင်ကနေရုံးထွက်လာခဲ့လို့ရှိရင်အဲသူတို့ခြေောက်ပေါ်သူတို့ဟိုယုံကြည်ချက်ရှိရှိနဲ့ခက်ခဲမှမှရည်တည်နိုင်အောင်အဖန်တီးပေးနိုင် ုင်တဲ့အတိုက်အဝန်ဆောက်ရှောက်ပေးထားနိုင်မယ်ယာယီပေါ့နော်ဆောက်ရှောက်ပေးထားနိုင်မယ်အတိုက်အဝန်ပေါင်းကူးလေးရှိမယ်ဆိုလို့ရှိရင်အဲသူတို့အနေနဲ့လည်းဒါပို့ပြီးတော့ရုံထွက်လာဖို့လွယ်ကူလိမ့်မယ်လို့ကျွန်တော်တို့ကတော့မြင်နေပေါ့နော်အဓိကအဲ့လိုခံရတဲ့ fittings အများစုမှာအဓိကကျွန်တော်တို့ပေးဖို့လိုတာကအတူတူရှိနေပါတယ်ဆိုတော့အာဒီစိတ်ခံစားချက်တခုကိုကျွန်တော်ကထည့်ပေးဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတက်နိုင်ဆုံးအဲကုသမှုပေးလိုက်တယ်အဲတက်နိုင်ရဲ့စကားတွေသွားပြောပေးတယ်အဲပြီးရင်နောက်ခါကျ တည်ကျဉ်းနာနာနွေးနွေးထွေးထွေးပို့ပြီးတော့ဆက်ဆံပေးတယ်အဲဒီစိတ်လုံခြုံမှုတစ်ခုကိုပေးတယ်ပေါ့နော်အဲ့လောက်ထိပဲကျွန်တော်တို့မှလုပ်ပေးနိုင်နေပေါ့နော်အဲဟိုဆိုတော့ဒီ victims တွေကိုယ်တိုင်ကိုကအာဒီသူတို့တွေအခုအညီကိုရဲရဲဝုံဝုံဟိုယူနိုင်မှုရဲရဲဝုံဝုံလက်ခံပြီးတော့ရဲရဲဝုံဝုံကိုရင်ဆိုင်နိုင်မှုသူတို့ကိုယ်တိုင်အတွက်လည်းအများကြီးပြင်ဆင်မှုလုပ်နေသေးတဲ့အနေအထားမှာတော့အော်မြင်ရပါတယ်ဗျဟုတ် ပြပခနဲ့နှီးနွယ်သောလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှု CRSP conflict related sexual violence ကိုလူမှုပတ်ဝန်းကျင်မှာ အများဆုံးကြုံတွေ့ခံစားကြရသူတွေကတော့အမျိုးသမီးနဲ့မိန်းကလေးငယ်တွေဖြစ်ကြပေမဲ့လည်းအမျိုးသားတွေနဲ့လိင်စိတ်ခံယူမှုကွဲပြားသူ LGBTIQ+ အားလုံးလည်းတွေ့ကြုံခံစားရနိုင်ပါတယ်။အများစုကအဲ့ဒီအမှုတွေကိုစိတ်ထဲမှာထားပြီးပြန်ပြောလို့မရနိုင်ကြပါဘူး။တချို့အမျိုးသမီးတွေကတော့ကိုယ်တိုင်ဖြစ်ရှင်းဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်အတန်ထွက်လာကြပါတယ်။ ီစီစဉ်ကနေ Head of the Department Women and Children Department IEC ကအကဒန်နူနူနဲ့တွေ့ဆုံပြီးတော့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုကိစ္စတွေကိုဘလို့တွေကူညီဆောင်ရွက်ပေးနေလဲမေးမြန်းကြည့်ခဲ့ပါသေးတယ်။လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကတော့အာပို့ပြီးတော့များလာတဲ့အနေအထားတွေမှာတော့ဒါအခြားသောအာအရက်ဖက်အဖွဲ့အစည်းတွေလက်လန်းမီတလောက်လှုပ်ထားတဲ့အချက်အလက်တွေကြည့်မယ်ဆိုရင်တော့ အာတော်တော်လေးများလာတယ်လို့တော့ပြောလို့ရတာပေါ့နော်ဒါပေမဲ့အတိအကျတော့အာပြောရခက်တယ်လीနော်ဆိုတော့ green အနေထားနဲ့ပေါ့နော်ဆိုလို့ရှိရင်တော့ဒီကိစ္စရက်တွေကိုကင်သွဲဖြည့်ရှင်းတဲ့ခါမှာတော့ကျွန်တော်တို့နှစ်နှစ်အတွင်းမှာတော့အမှုပေါင်း၁၀၀ကျော်ကျွန်တော်တို့ကင်သွဲဖြည့်ရှင်းနေရတယ်ပေါ့နော်ဆိုတော့အာဒီအဖြစ်အများဆုံးအာနှစ်နာသူအဖြစ်ကျွန်တော်တို့ကင်သွဲပေးနေရတာကတော့အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအများစုဖြစ်တယ်ပေါ့နော် ဒါတော့မှကျွန်တော်တို့စီကိုရောက်လာတဲ့ case ရှိတယ်လို့မရောက်သေးတဲ့ case ကြီးကလည်းအများကြီးရှိနိုင်တယ်ပေါ့နော်ဆိုတော့ greeny အနေနဲ့ကလည်းဒီ season တွေအဲဒီအမျိုးသမီးအဖွဲ့အစည်းတွေအခြားသောအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့အာပူပေါင်းလှုပ်ဆောင်ဖို့တွေလည်းအများကြီးရှိတယ်လူထုတွေအမြင်ဖွင့်မယ်ဒီအကြံဖတ်မှု short ချတဲ့ကိစ္စရက်တွေမှာကဒီကျွန်တော်တို့ပဲလှုပ်ဆောင်လို့မရဘူးနော်လူတိုင်းနားလည်နေမယ်လူတိုင်း ကကျွန်တော်တို့အာတာစီကကွယ်ဖို့ရန်တာဝန်ရှိတယ်ဗောနော်ဒီရက်ရွာမာတွေလည်းရက်ရွာမာရှိတဲ့ပုဂ္ဂိုလ်တိုင်းကဒါရီယာမရှိသင့်ဆိုတဲ့အသိဉာဏ်လေးတွေကျွန်တော်တို့အာပြန်ပြီးတော့မှအာရိုက်သွင်းဖို့လိုသလိုလူတိုင်းမှာတာဝန်ရှိတယ်ဆိုတာလေကျွန်တော်တို့ပြန်ပြီးတော့မှအာနားလေခံစားတက်ပြီးတော့မှအာကျွန်တော်တို့အတူတကွလက်သွဲလှုပ်ဆောင်ဖို့လိုနေတယ်ဗောနော်ဆိုတော့အာပြီးတော့ကျွန်တော်တို့ အခြားသောမူပိုင်းဆိုင်ရာတွေဥတွေပိုင်းဆိုင်ရာတွေရောကျွန်တော်ဒီထက်ပို့ပြီးတော့မှအကာအကွယ်ပေးနိုင်အောင်အာကင်တွယ်ဖြည့်ရှင်းနိုင်တဲ့ရန်တရားတွေအာပို့ပြီးတော့မှစနစ်ကျလာအောင် ကျွန်တော်တို့ဆက်ပြီးတော့မှလှုပ်ဆောင်သွားဖို့ရန်လည်းရှိတယ်ပေါ့နော် မြန်မာနိုင်ငံမှာအာနာသိန်းနာကြောင့်ဖြစ်ပေါ်နေတဲ့ပြည်တွင်းလက်နက်ကိုင်ပြပခအတွင်းအမျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှာအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအမျိုးသမီးရေးလှုပ်ရှားသူတွေကထုတ်ပေါ်ပြောဆိုကြပါတယ်။ အာနာမသိမ့်မီအချိန်ကလေးကပြပခအတွင်အမျိုးသမီးများပေါ်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေရှိခဲ့ပေမဲ့လည်းစစ်တပ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုမိုဆိုးရွားလာတယ်လို့ထောက်ပြကြပါတယ်လက်ရှိမတည်ငြိမ်တဲ့ပြပခဒေသတွေမှာအာရမပြုကျင့်မှုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာအများဆုံးဖြစ်ပြီးတော့ကျူးလွန်ခံရသူတွေကအသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အသက်60ရွယ်တက်ကြီးအမျိုးသမီးများထိပါဝင်လာတာကိုတွေ့ရပါတယ်။ အရင်ကစစ်တပ်ကကျူးလွန်တဲ့ပြစ်မှုတွေပဲလို့လူပြောများခဲ့တာဖြစ်ပေမဲ့လည်းတော်လိုင်းရေးတပ်တွေဖြစ်တဲ့ PDF ဒေသခံ local PDF တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကကျူးလွန်လာတဲ့အမှုတွေကိုပါသတင်းတွေမှာတွေ့မြင်လာရမှာပါအကာအကွယ်ပေးဖို့တာဝန်ရှိသူတွေကဒီလိုကိစ္စရက်တွေကျူးလွန်တာဟာရိုးရိုးတာမန်လူတွေထက်ပြင်းထန်ဆိုးရွားတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်ပါတယ် ကျွန်တော်တို့တက်မှာတော့ဒီလိုမျိုးတော့လိမ်ပိုင်းဆိုင်ရာစံဖတ်မှုတွေအတွက်လက်ခံထားတဲ့အခြေအနေတရားမရှိဘူးကျွန်တော်တို့မှာစစ်အုပ်ဥပဒေတွေရှိတယ်အဲဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်အရာတို့ကြီးတည်ငယ်တည်တော့မရှိကျွန်တော်တို့ဒီလိုကိစ္စတွေကျူးလွန်ရင်တော့ဒါဥပဒေရတက်ရဲ့ military act အရာကျွန်တော်တို့ထိုက်တန်တဲ့တော့သူ့ရဲ့ပြစ်မှုနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုကျွန်တော်တို့တွေကစီစဉ်ဆောင်ရွက်မှာပဲဖြစ်တယ်ခံရတဲ့เนาะဟိုကျွန်တော်တို့ victim အတွက်လည်း တေချာတဲ့လုံလောက်တဲ့ကျွန်တော်တို့စီမံမှုတွေတရားမျှတမှုတွေကျွန်တော်ဖော်ဆောင်ပေးมาလဲအဲဖြစ်ပါတယ်เนาะအဲ့လိုပဲဗောနော်ဒီလိုအခြေအနေမျိုးတွေကိုလောက်လို့မရဘူးဒါဒီကျွန်တော်တို့လူမှုတိုင်းဝိုင်းကလက်မခံဘူးဆိုတဲ့ဟာတွေအတွက်လည်းကျွန်တော်တို့မှဟိုစီစဉ်ထားတဲ့အလုပ်တွေရှိတယ်ဗောဥပမာဆိုရင်ဒါကျွန်တော်တို့ green မျိုးသားများကကွေးတက်ဆိုရင်ဒါ gender equality department ဟိုဘာလို့ကျွန်တော်တို့ဖွဲ့ထားပြီးတော့မှဟို ဒီလိန်ဘိုင်းဆိုင်ရာပေါ်မှာခြေခံပြီးတော့မှကြမ်းဖက်တာတယ်။ရောအမျက်ထုတ်တာတယ်။ကျွန်တော်တို့ရဲ့ရှိနေတဲ့တာဝန်တွေဝတ္တရားတွေပေါ့နော်။ဒီရာဒူးတွေပေါ်မှာပါဝါ abuse လုပ်ပြီးတော့မှအာဟိုကျူးလွန်တဲ့ကိစ္စတွေမဖြစ်အောင်ဒီလို department တွေကပညာပေးတဲ့ season တွေ capacity building လုပ်တဲ့ season တွေ case တွေဖြစ်လာခဲ့ရင်တရားမျှတမှုကိုရှာဖွေတဲ့အခြေအနေတွေအစီအစဉ်တွေရအောင်ဆိုပြီးတော့မှကျွန်တော်တို့ဒါဟိုဒီတက်ထဲမှာပေါ့နော်ဒီလို gender equality department ကိုလည်း အဲဆုဖွဲ့ထားနိုင်ခဲ့တဲ့အခြေအနေမျိုးလည်းရှိပါတယ်အခုလည်းလုံးဝဟိုဟိုဒါမြေပြင်မှာလှုပ်လှုပ်နေနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါကစွမ်းနာပြောတဲ့ဖြစ်ရည်ကိုထိန်ချောင်းနိုင်ဖို့လည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ပုံကိုရေးအရာကတော့ဟိုတွေ့တော်ချက်တစ်ခုရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကမင်းသားမင်းသမီးမလှုပ်ဖို့လိုတယ်တခါတလေလူချို့ကမင်းသားမင်းသမီးအရန်လှုပ်တယ် ဆိုလိုချင်တာကမင်းသားမင်းသမီးတွေကပါလို့လေတရုပ်ဆောင်ကိုကကြောင်းသူတော့ကြက်တစ်ခုလောက်ရပေါ့ဗျာကျွန်တော်ပြောချင်တာ hypocrite ဖြစ်ခင်ဗျားဒီကိစ္စတွေမှာတဘောမတူတူတယ်ချိုးဟာတွေဆိုလို့ရှိရင်လည်းပုပ္ပလင်းလင်းရိုးရိုးတသားဖြစ်လို့ရပါတယ်နော်အာတချို့ကတော့အာရန်ကိုဒီကိစ္စတွေပေါ်မှာရန် activist ဆက်ဆံလောက်တယ်နောက်ဆုံးသူတို့ပဲကျူးလွန်တယ်ဒီလိုမျိုးခြေနေတွေတွေ့ရတော့တော်တော်စိတ်မကောင်းစရာဖြစ်တယ်အဲ့ဒီလိုမျိုး ကိစ္စတွေမှာလောက်ကန်ဆောင်ရွက်ပေးနေတဲ့သက်ဆိုင်ရာအစုဖွဲ့တွေအနေနဲ့ကလည်းအဲ့လိုမင်းသားမင်းသမီးကောင်းနေကိုရှောင်ဖို့ကျွန်တော်အနေနဲ့မြင်အောင်ကြီးတက်ဖို့ကျွန်တော်တတိပေးချင်ပါတယ်ဗျာမြန်မာနိုင်ငံမှာစစ်တပ်ကပြပခတွေမရေမှုနဲ့အခြားသောလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုခဲ့တာနှစ်ကာလကြာရှည်ခဲ့ပြီဖြစ်ပါတယ်ကျူးလွန်သူတွေဟာလည်းပြစ်ဒဏ်မခံရဘဲပြစ်ဒဏ်ကင်းလို့ခွင့်ရနေကြပါတယ် 1996ခုနှစ်ကနေပြီးတော့2000ခုနှစ်တွင်စစ်တပ်ကရှမ်းပြည်နယ်တွင်ကျူးလွန်ခဲ့တဲ့မရေမှုနဲ့အခြားသောလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရက်123ခုရှိခဲ့တယ်လို့ရှမ်းဟူမန်းအရှင်နဝကထုတ်ပြန်ခဲ့တဲ့ License to Raid အစီရင်ခံစာကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အချက်လက်ရှာဖွေရေး Mission Fact Finding Mission FFM ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာလဲစစ်တပ်ကတိုင်းရင်းသူ အမျိုးသမီးများအပေါ်ကျူးလွန်တဲ့မရေမှု အောက်စုဘွဲ့မရဲမှုနဲ့လိမ်မိုင်းဆိုင်ရာကြုံပြုတ်မှုအပါအဝင်လူခွင့်ရေးချိုးဖောက်မှုမျိုးစုံကိုဖော်ပြထားပါတယ်စစ်တပ်အာဏာသိမ်းတဲ့2020ခုနှစ်နောက်ပိုင်းဖြတ်တန်းနေရတဲ့ပြည်ပခကာလ၄နှစ်ကျော်တွင်အမျိုးသမီးထောင်ကျော်အာရမပြုကျင့်ခံရမှုအပါအဝင်နီလန်းပေါင်းစုံနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတာပါ2020ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်မေလအထိလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ကြားမအခြေပြုအကြမ်းဖက်မှု 963မှုရှိခဲ့တယ်လို့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WAB ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ထုတ်ပြန်ချက်တွေမှာတော့၃နှစ်ကျော်ကာလအတွင်းကျူးလွန်မှု462မှုရှိခဲ့ပြီးတော့မရင်းကျင့်တပ်ဖြတ်ခံရသူ73မှုရှိတယ်လို့ဖော်ပြထားပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ပြစ်မှုအရေးအတွက်ဟာ2025ခုနှစ်အတွင်းနှစ်ဆကျော်မြင့်တက်လာတာကိုမြင်တွေ့ကြရမှာပါ။ ဒီစင်းတွေကတော့လလန်းမီတလောက်ကောက်ယူရရှိမှုသာဖြစ်ပြီးတော့အာနာမသိငင်ကထက်၄ဆနီးပါးမြင့်တက်လာတဲ့အရေအတွက်တွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။